တက်လျာနဲ့ဒီနေတခွန်မောင်နှမမျှတော့လည်းဒါတွေ့ပြီးတော့တော်တော်များများလည်းဝမ်းသာတယ်လို့မိုးပွင့်ကိုယ်တိုင်လည်းအရန်မှဝမ်းသာပါတယ်။ဘာလို့ဆိုအရန်တွေ့စီချင်းနေတာမမအကူရှိတယ်ဆိုပေမဲ့သူပဲရောက်နေလေ။ငါနဲ့သူနဲ့ရောတနည်းပြန်ဆုံတွေ့မှာလား။တက်လျာဆိုတဲ့ကောင်မလေးဟိုမိုးပွင့်ဆိုရင်အမြန်ဆုံးညှုံးထွက်စီချင်းနေပြီးတဲ့အခါကျအမြန်ဆုံးလွတ်မြောက်စီချင်းနေအဲ့လိုအမြန်ဆုံးသူ့ရဲ့အကူနဲ့ပြန်တွေ့စီချင်းနေပေါ့။ကိုကလား ်မှန်လေမပွေအတန်လုံးဝလုံးဝလုံးဝခွဲစိတ်ထားခြင်းမဟုတ်ပါဘူးမပွေအတန်အူးထီထားတဲ့အတွက်ကြောင့်မလို့ပါလို့ဟုတ်ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ ဟုတ်မှအဒီဇကားလေးရတာဒီဇလန်းလေးရပိတ်သက်လဲတာတီတီလောက်ပြီးအခုဆိုရင်ဒါဒီနေ့ဆိုပိုင်း30ပြီးသားပြီးအဲ့မှာဆိုရင်အကုန်လုံးကပြန်တွေ့နေကြည်ကြတဲ့ဒီတက်လျာနဲ့ဒီနေ့တခေါ်မောင်နှမနှစ်ယောက်လောက်ကလည်းဒါတွေ့ပြီးဆိုတော့တော်တော်များများလဲဝမ်းသာတယ်လို့မိုးကွင်းကိုယ်တိုင်လည်းအရန်မှဝမ်းသာပါတယ်ဘာလို့ဆိုတော့အရန်တွေ့စီခြင်းနေတာတက်လျာလဲဒါငငယ်တည်းကနေပြီးတော့မိဘကွဲလာပြီးတော့မှ ဒါဟာသူကပြည့်တစားဘဝကိုမရောင်စားခံရတယ်သူတယောက်ထည့်ရက်တည်ရတယ်ဗောနော်အဲ့ချိန်မှာသူငငယ်တဲ့ကနေဘာဖြစ်ဖြစ်အတော်အိမ်မှာရောက်တဲ့အချိန်တောင်မှသူ့ကိုဟိုကာကွယ်ပေးတဲ့အကူတယောက်ကဒါအလိုအဆုံးပေါ့နော်သူဘဝမှာအလိုအဆုံးနဲ့ပြန်တွေ့ခြင်းဆုံးဆိုတော့အဲ့စုတောင်းလေးရတာအမှတ်မထင်မင်းနဲ့ပြန်တွေ့ရတယ်ဆိုတော့ဒါမကွင်လေပြိတ္တနဲ့ထပ်တူဝမ်းသာတယ်။ဆုံးမျိုးဆိုမျိုးမျိုး တွေ့ခင်အချိန်မှာဘောဆိုတော့သူ့ဘဝကငငယ်တဲ့အနေမှာခက်ခဲလာခဲ့တာလေခက်ခဲလာခဲ့တာမိဘနဲ့လည်း क्वे လာတယ်မိဘနဲ့ क्वे တဲ့အပြင်မှာမှအကုန်နဲ့ကလည်းထပ်ပြီးတော့ क्वे တယ်အကုန်နဲ့ထပ် क्वे တဲ့အပြင်မှာမှဘဝကဒီတိတလာတိတစာဘဝကိုမှမှတော့ရောင်းစားခံရတယ်ဆိုတော့ဒီလိုငငယ်ပြင်းနဲ့ကိုစက်တိုက်စက်တိုက်စက်တိုက်ရောက်ရတဲ့ဒီတက်လျာဆိုတဲ့ကောင်မလေးကသူ့ဘဝမှာလောကဓာတ်ကဘယ်ဟောင်းမှမမှုတော့ဘူးပေါ့နော်အဲ့တော့သူ့ဘဝမှာအတွေ့အကြုံဆုံးနဲ့ ဒီအမျောလဲမျောအလူချင်းဆုံးကလည်းသူ့အကိုပဲသူ့ကိုနဲ့ဒီလွတ်လွတ်လပ်လပ်ဒီဘဝလေးကိုပဲသူဟာဒီပုံမှန်မိသားစုဒီဘဝလေးကိုပဲသူလူချင်းခဲ့တာသူဒီငရဲတွင်းနေရာနေထွက်ချင်းခဲ့တာဆိုတော့ဩသူ့ဘဝမှာတော့ဒါပြောစရာစကားတော့မရှိတော့ဘောဘဝကစက်တိုက်စက်တိုက်စက်တိုက်ကိုမှဘိုးအောက်ထိရောက်ခဲ့ရတာဆိုတော့လူစိတ်မရှိလိုက်တာဟာမျက်နှာမှာလောက်ရလားဘလို့ပဲပြစ်စာဖြစ်နေပါစေုံတော့ဒီလိုလှုပ်ချင်နိုင်လှုပ်လို့ရလား ဆန်နီရဲ့ငါတက်ဆက်မရှင်စင်တော့ဟာငါတို့ဘွားတွေကငါတို့ကိုယ်တိုင်ရွေးချယ်ပိုင်မှုမရှိတာရှင်လက်လက်ကြာနေတယ်ဒီနေ့ကနေလွတ်မြောက်ဖို့တနေ့တနေ့လေကိုကိုကိုတက်တယ်ဖို့နီးလမ်းမဲရှာနေပေမဲ့ငါကိုယ်လေးငါမတည်ခင်လေးတော့ပြန်တွေ့ကြတယ်ဟာနင့်ကိုလေ Facebook မှာတင်ရှာကြည့်ပါလားခုခေတ်က social media ခဲဆိုတော့ အဲ့ရရှာရင်ပိုးလွယ်မယ်လို့ထင်တယ်ဆန်နေရဲ့ငါတို့ရဲ့အဆက်အသွယ်အကောင့်လေအဲ့လူမျိုးနဲ့ကအမြဲဆက်စည်းနေတာငါဘလို့လုပ်ပြီး Facebook မှာအကူရိုက်ရှာမှာလေဥပဒေခါတည်သွားရင်လေဟောတတ်မှာဘာပြည့်တက်လဲပြည့်တဲ့တိုင်မှာမုကွင်းရဲ့ဒီဇလန်းတွေတဲ့ကအတန်ဆိုရင်ဒါမုကွင်းရဲ့အရင်အတန်နိုင်အောင်မဟုတ်ဘောနော်အဲ့ဆိုအရင်ဆုံးကတော့ ဒီမပွင့်အတန်ဒီ character နောက်ကိုမလိုက်နိုင်မှအရင်ဆုံးစိတ်ကူခဲ့တယ်ပေါ့ဒါပေမဲ့ဒါကလည်းရိုက်နေတဲ့အချိန်မှာရိုက်နေစဲကာလမှာဖြစ်သွားတဲ့ဆိုတော့ပိတ်သက်တွေတေချာကြည့်ရတဲ့ဆိုအတန်ကိုသတိထားမိရဲ့ဆိုတေချာကြည့်ရအဲ့အပိုင်းနေရာစတချို့အတန်တွေဆိုမတူဆဆချင်းမပွင့်ဖြစ်တဲ့အတန်ဆိုနှာတန်လေးပါတယ်ပေါ့နော်နှာတန်ပါတယ်နောက်ပိုင်းအတန်တွေကျတော့တော်တော်အပ်ပြီးတော့လို့အကွဲထွက်သွားတာဆိုတော့အခါကျတော့အတန်နေတောင်မှမတူတော့ဘဲနဲ့ဒါ ဟိုမပွင့်တော့ဆိုရင်တော့ဒါအရင်နည်းကြီးတယ်ပေါ့နော်ဒါပေမဲ့အဲ့အရင်နည်းကြီးပေမဲ့ပြန်ရလိုက်တဲ့ဒီပိတ်သက်ရဲ့ဒီမြစ်တာတွေကတော့ဒီတက်လျာပေါ်မှာရောမပွင့်ပေါ်မှာရရှိခဲ့တဲ့အတွက်ကြောင့်မလို့ဘင်းကျေးဇူးအများကြီးတင်ပါတယ်။ဘာလို့ဆိုတော့အတန်ဒီလောက်ထိနာပြီးတော့ဖြစ်တာတော့မှအဲတက်မြာ character ဝင်တယ်လို့ပြောပေးတဲ့အတွက်ရောပြီးတဲ့အခါကျရင်ဒီတန်လေးနဲ့ပို့ပြီးတော့လိုက်ထက်တယ်အရင်တန်နဲ့တော့မကြိုက်ဘူးဒီတန်နဲ့မှပဲအဲဒီသဘောပို့ကြတယ်ပေါ့နော်အဲ့လိုဆိုအများကြီး comment တွေအများကြီးရခဲ့တဲ့အတွက်ကြောင့်မလို့ဘူးပွင့်မှာအဲ့သူကစိုးရိမ်သိပ်ဆိုတာတစက်ကလေးမှတော့ရှိခဲ့တဲ့အထိကိုမှအဲ့လိုရော့ကြပါတယ်ပေါ့နော်အဲ့အတွက်လည်းအများကြီးကြီးကြီးတမာရဲလို့ဟုတ်ပရိသတ်တွေကအတန်ဖော်ထိတ်ထားလို့ပြောရဲတကယ်ကြောက်အောင်လာတော့ ဟုတ်တယ်ဘယ်အမှန်ဆိုရင်လေ TikTok ရောဒီ Facebook ရောဘယ်ဝေးတက်နိုင်လောက်ပြပြတာပဲเนาะပြပြလုံးတော့တချို့တွေဆိုရင်လေရိုးတော့ရိုးနေလောက်ပဲအဲ့ဒါအောင်မှလာရေးတဲ့သူရှိတယ်အတိုင်းဘာလို့ခွဲစိတ်လိုက်တာလဲဘသူကတော့ဒီအလကားပေးတဲ့အမေကပေးထားတဲ့အတောင်တော့ခွဲစိတ်ချင်မှလဲဘသူမှလည်းမခွဲစိတ်ပါဘူးလို့ဒါပေမဲ့မိုးကွင်းကလည်းရိုက်နေနေတဲ့ ဒီလိုအတန်ထိထားတဲ့ထိသွားတဲ့အတွက်ကြောင့်မလို့မိုးပင်ဒီအတန်နဲ့ပဲရပြီဒီအတန်နဲ့ပဲဆက်ရိုက်လို့ဒီအတန်နဲ့ပဲဒီဇကားလေးကထွက်လာတာအဲ့ဒါကြောင့်မလို့မိုးပင်အတန်ကလုံးဝလုံးဝလုံးဝခွဲစိတ်ထားခြင်းမဟုတ်ပါဘူးမိုးပင်အတန်အိုးထိထားတဲ့အတွက်ကြောင့်မလို့ပါလို့ဟုတ်စင်းနေဆိုရင်ဒီပေါ့နော်ဥယခကဒီတက်မြာကိုသူမလုတ်ချင်တဲ့အလုတ်ကြီးတွေကိုမြင်သွားမြင်လို့အဲ့အဲ့လိုချိန်နေဆိုရင်ဟို ပို့ပြီးတော့ပေါ့နော်စိတ်နာတယ်ပေါ့နော်ဒီဒါတက်ပြရဲ့နေရာမှာမိုးဝင်ကြီးလိုက်တဲ့အချိန်မှာပို့ပြီးတော့လဲစိတ်နာတယ်ပို့ပြီးတော့လဲဒီငရဲတွင်းလေးကနေပြီးတော့ထွက်ပြေးခြင်းနဲ့ပို့ပြီးတော့လဲအကိုလိုအပ်တယ်ဒီတေးချတာကတော့အခါခွင့်တဲ့နေခါဒီငရဲတွင်းကနေထွက်ပြေးဖို့ထွက်ပြေးလို့ရရင်တော့ကောင်းတာပေါ့ဒါပေမဲ့ငါတို့ပြည့်စားရစွာအမောင်ထဲမှာရှောက်သွားနေတယ်တွေ့လေ ဒီကနေထွက်ပြီးတော့လူတော့တို့มาရလားဘသူကမှမရဲဘွားကိုစာနာတနာနေမှာမဟုတ်အဲ့ငါတော့ထွက်ပြီးဘယ်တွေ့ရသေးငါတော့ဟာဒီလိုညက်ပတ်တဲ့ငယ်ရဲတွေမှာမနေချင်တော့ဘူး။အော်ဒီအချိန်မှာမဝင်မှာဒါအကိုရှိမယ်ဆိုရင်ဘဝင်ဒီဒုက္ခတွေလည်းမဝင်ခံစားမှာမဟုတ်တလို့ ဒီလိုရောင်းစားခံရပြီးတော့အဲ့ဘဝကိုလည်းမကွင်ရောက်လာအဲတက်လျာရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကိုသာရှိခဲ့မယ်ဆိုရင်အဲတက်လျာကဒီလိုအဖြစ်ဆုံးမျိုးတွေဒီလိုဘဝကြီးနဲ့နေရမယ်လို့တော့မထင်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲငငယ်လေးကနေပြောမိဘနဲ့လည်း क्वे တယ်မိဘနဲ့ क्वे ပြီးကိုကိုနဲ့ပါထပ်ပြီးတော့ क्वे ွားတဲ့အတွက်ကြောင့်မလို့သူဟာတဖြည်းဖြည်းနဲ့ဒီလို ဒီဘဝကြီးငရေတွင်းတဲ့တိရောက်လာဆိုတော့သူ့ရဲ့နာကျင်ခံစားရမှုတွေသူ့ရဲ့ဒီအာလိုကောင်းနေလောကကြီးကိုစိတ်ကုံတဲ့ခံစားချက်တွေသူ့မှာအပြည့်ပဲရှိတယ်။ဘာလို့ဆိုသူ့ရဲ့စိတ်ထဲမှာအချိန်တန်လို့ရှင်သူဒီငရေတွင်းကနေပြီးတော့သူလွတ်မြောက်ခြင်းနဲ့သူဖွပြေးခြင်းနဲ့သူဘဝတစ်ပြန်စမယ်။သူနာမည်အဲဒီနာမည်အစ်တစ်လုံးနဲ့သူပေါ့နော်။သူ့ရဲ့ဘဝလေးသူရိုးရိုးတန်တန်တာမန်လေးပဲသူဖြတ်တန်းခြင်းတာ။ဒါသူ့ရဲ့ စိတ်ထားပေါ့နော်ဒါပေမဲ့သူနေနေရတဲ့မှာသူနေနေရတဲ့ဘဝကကြတော့သူမနေခြင်းနဲ့ငရဲတွင်းထဲမှာငရဲတန်းနေနေရတယ်သူအချိန်ပြည့်လေဒီလောကကြီးကနေသူဖတ်ပြေးဖို့အတွက်သူငရဲတန်းကြိုးစားတယ်ဒါပေမဲ့လည်းအပိတ်သက်တွေကလည်းတည်တဲ့အတိုင်းပဲတချို့ဆိုကွန်မန့်တွေရှိတယ်အဲဘောနော် Facebook မှာတင်ပြီးတော့ဓာတ်ပုံတွေတင်ပြီးရိုက်ရှာလိုက်ပါလားတော့ဒါကမုတ်ပွင့်လို့ဆိုလဲဒါကြိုးစားမိမှာပဲလीနော်ဒီတက်လျာဆိုတဲ့နေရာမှာအဲ့တော့ ဥယခဒီတက်လျာရဲ့ဒီအကုံလုံးကိုသူထိန်းချုပ်ထားတဲ့အတွက်ကြောင့်မလို့တက်လျာမှာရုံခွင့်မရခဲ့ဘူးအဲဒါကြောင့်မို့သူဟာအခွင့်အရေးကိုအမြဲတမ်းဘယ်အချိန်ဘယ်နေရာမှာဘယ်လိုမျိုးဒီနေရာကနေလွတ်မြောက်မလဲဆိုတာဒါသူ့ရဲ့တငယ်ချင်းစံမီနဲ့အမြဲတမ်းတိုင်ပင်ပြီးတော့ပြောနေကြဆိုတော့အခါကျတော့ပိတ်သက်လဲဒီဇလန်းလေးကြီးတဲ့အခါကျရင်အာတက်လျာရဲ့ဘဝရောတက်လျာခံစားချက်တွေရောနားလည်မယ်လို့ထင်ပါတယ်။ဟုတ်တက်လျာဒီလောက်ကိုဆက်မလုပ်ချင်တော့ဘူး။ပြောမြင်မိလားဒီစကား။တက်လျာရဲ့ဘဝရှင်တော့ဟိုးရင်နဲ့ချက်ကန်လာတာပဲ။ ဘယ်တော့မှတော့ကိုကတော့ဝါကိုရမှာလေဟာနစ်ရှာတော်တော်ရှည်လာတာပဲအေးနောက်မလုပ်ဘူးဆိုရင်လည်းအဲ့လိုရှာရှည်ကြီးနစ်ရှာငါကိုယ်လည်းဖြတ်ပြင်မယ်လူတစ်ယောက်ကကိုမလိုချင်တဲ့အခြေအနေတစ်ခုကိုရောက်တဲ့အခါမှာကိုရဲ့စိတ်ပင်ပန်းမှုဟာဒါပုံမှန်ထက်ပို့ပြီးတော့ပြန်မနေလေအဲ့အချိန်မှာမှကို့မှာအာကိုရာလည်းမရှိဘူးမိဘကလည်းမရှိဘူးပြီးတဲ့အခါကျရင်ကိုမလိုချင်တဲ့ဘဝကြီးကိုရောက်လာတဲ့အခါမှာကို့မှာဟို ဘလို့ခေါမလဲအားကိုရမျက်တပင်လေးတော့မှမရှိခဲ့ဘူးကိုအားကိုကိုတယ်ဒါပေမဲ့ကိုအားကိုကိုပြင်မယ်လေကိုတီအဲ့ဘဝကနေသူကယုံမထွက်နိုင်တဲ့အတွက်ကြောင့်မလို့တက်လျာဆိုတဲ့ကောင်မလေးဟိုမူပွင့်ဆိုရင်အ мян ဆုံးယုံထွက်စေခြင်းနဲ့ဒီတဲ့အခါကျအ мян ဆုံးလွတ်မြောက်စေခြင်းနဲ့အဲ့လိုအ мян ဆုံးသူ့ရဲ့အကိုနဲ့ပြန်တွေ့စေခြင်းနဲ့ပေါ့အဲဒါမူပွင့်ုံဆိုလဲအရှိမဆိုလဲဒါတော်တော်များများတော့ဒီယုံနန်းနဲ့ကအဲဒီရင်နန်းပေါ့နော်ဘန်ကလေးနဲ့ဒါမူပွင့်ုံတိကြတယ်ဒါပေမဲ့ ဒီတက်လျာဆိုတဲ့ character လေးကတော့ဒါပြိသက်တည်းရဲ့မဝင်ချစ်ချင်းကိုဒါခံစားမိရတဲ့ကားလေးပေါ့เนาะအဲကောင်မလေးကိုလည်းဒီတက်လျာဆိုတဲ့ကောင်မလေးကိုလည်းသူကစာနာပြီးတော့နားလေပြီးတော့တနာပေးတယ်အဲ့ဒီမှာမှဒီအပြင်ကဒီမိုးပွင့်ကိုလည်းဒီအတန်မှာထိထားတဲ့အတွက်ကြောင့်မလို့သူတို့ကအပူပြီးတော့လည်းအားပေးတယ်ပူပြီးတော့လည်းနားလေပြီးတဲ့အတွက်ကြောင့်မလို့ဒီတက်လျာဆိုတဲ့ character လေးနဲ့မိုးပွင့်ကပြိသက်ရဲ့အချစ်ချင်းကိုခံစားမိပါတယ်လို့ဟုတ် ဟုတ်ကဲ့မပွင့်ဒီဆက်ကိုလက်ခံနေရအကူကိုမင်းနဲ့ဒီတိုင်းမင်းနဲ့ပြီးွားတဲ့အခါကျရင်မပွင့်တော့ဒီတစ္ဆာပြင်တာစီဆိုတဲ့ဒီချင်းဝါပေါ့နော်ချင်းဝါတစ်ခုလုံးနဲ့တိုင်းမင်းနဲ့တက်လျာကိုဘယ်လိုပုံဖော်ကြမလဲဆိုတော့အဲ့ချိန်မှာအကူကိုမင်းကအာပေါ့နော်ဒီတက်လျာလို့လို့ခေါ်မယ်လမ်းပေါ်မှာစိုးကျင်တယ်ပေါ့နော်ပုံမှန် မြင်တွေ့နေကြပုံစံမျိုးလို့မဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မလို့လို့စလိတ်တောက်တက်လာပေါ့ဆိုတော့အာအခုပေါ်စလိတ်တော့မတောက်တက်ဘူးပေါ့ဒါပေမဲ့ fail out ဆိုတော့ညီမ try လို့တော့ရတယ်ပေါ့နော် fail out ဆို try လို့ရတယ်ဆိုတော့အဲ့နဲ့အမအကူနဲ့ဒီ fake တောက်ပြီးတော့ fake တွေပါတောက်ကြဆဆကြရန်ကိုကလည်းဒီပစကားပဲမဟုတ်တာပေါ့နှာခေါင်းကမထုတ်တတ်သေးဘူးအဲ့လိုအဲ့လိုမျိုးလေးကျင်းတာလေးလည်းရှိတယ်ပြီးရဲ့အခါကျရင် မကွင်းကိုမြင်တွေ့နေကြဆိုတော့သပင်အမဲအရှိအလိုယူယူပေါ့နော်ပုံမှန်တိုင်းမြင်တွေ့နေရဆိုတော့အဲ့ဒီတက်လျာဆိုတဲ့ကောင်မလေးကိုအမြင်တစ်မျိုးပြောင်းသွားအောင်မကွင်းအလိုမျိုးတစ်ခေါင်းလုံးသပင်နေသုံးခေါင်းလောက်ချက်တယ်ချုပ်ပြီးတော့အဲ့သူ့ရဲ့ရလာတဲ့ဒီမင်းကြီးမညာသပင်တိုင်းမကွင်းထားတယ်ပြီးတဲ့အခါကျရင်ဒီ story ဆိုရင်လေဒီဇလန်ရဲ့ story ကိုနားထောင်နေပြီးတဲ့အခါကျရင်အပြင်ကဒီ မီးစက်တဲ့ပေါ့နော်မီးစက်တဲ့ဆိုရင်လေးတွေကိုညီမသွားပြီးတော့နားထောင်နေအဲအဲ့လိုမျိုးလေးတွေတော့ရှိခဲ့တယ်ပြီးတော့အဲ့လိုဇလန်းလေးတွေပေါ့နော်အဲဇလန်းလေးတွေတော့ကြည်တယ်အဲအဲ့လိုမျိုးဆိုရဲအခါကျတော့အကုန်လုံးပေါင်းပြီးတော့ဒီတက်လျာဆိုတဲ့ character လေးကိုပုံဖော်လိုက်တာပါဟုတ်အဲ comment နေမှာဆိုတော့ဒါတော်တော်များများကအတက်လျာကိုဟိုတူတီအဲ့လိုဘဝရောက်နေတာတော့မှပဲဒါနားလေပဲ ာလို့လဲဆိုတော့သူရောက်ချင်မဲနဲ့ရောက်ခဲ့ရတာလေသူရဲ့ဘယ်လိုခေါ်မလဲမိဘကလည်းမရှိဘူးအကူကမဲ့အကူကလည်းမရှိဘူးမရှိလို့အတော်စီမှနေပြန်တော့လေအတော်ကနေပြန်ဒီဘဝကိုရောင်းချလိုက်တယ်ဆိုတော့သူကတူသွားအကူမှလည်းနော်အဲ့လိုဆိုအဲ့လိုမျိုးရောက်တဲ့အတွက်ကြောင့်ပိတ်သက်တွေကလည်းထောင်းနားလေပြီးလက်ခံပြီးတယ်အဲ့တော့ကြောင့်မလို့လေပိတ်သက်ကသူ့ရဲ့ဒီမီးအိမ်ရှင်ဖြစ်တဲ့သူ့ရဲ့အကူနဲ့အញ្ញံဆုံးပြန်တွေ့နေတာလေသူကကိုကိုနဲ့ပြန်တွေ့မှတာနေဒီဘဝကနေအញ្ញံဆုံးကြွမှာ ဒါသူ့တွေးထားပြီးသားပေါ့နော်ဒါပေမဲ့လည်းတစ်ဖက်မှာကျတော့ဒါဇလန်းကနေပြီးတော့အာပေါ့နော်အမှတ်မထင်လေးနဲ့ဒါစုံတွေးပြီးတော့ဒါပြန်တွေးရတယ်ဆိုတော့အများဆုံးပြန်တွေးရတယ်ဆိုတော့လည်းဒါထက်တူပါပဲလို့ဟုတ်မြန်မာစတာပဲစား